ို့ထပ်ပြီးတောက်ကြသားသူတွေအတွက်ဟိုကံကောင်းမဲ့နှစ်တွေကိုပြောပြသွားမှာဖြစ်ပါတယ်တောက်ကြသားသူတွေနဲ့ကံတွေကောင်းစည်းပွားတွေတိုးတက်လာမယ်နော်လုပ်ငန်းတွေစတင်ပြီးအောင်မြင်လာမယ့်နှစ်တွေကိုပြောပြမှာဖြစ်ပါတယ်ကျန်ရဲ့နှစ်တွေကဘလောက်ပဲညံ့နေတယ်တောက်ကြသားသူတွေဒီအသက်ပိုင်းချတယ်ဟုပြောပြမယ်အသက်ပိုင်းချတွေကြောက်ရွံ့နေအလုပ်တွေအဆင်ပြေလာပါလိမ့်မယ်စည်းပွားတွေတက်လာမယ်လုပ်ငန်းတွေအရှိကိုအဆင်ပြေအောင်မြင်လာမှာဖြစ်ပါတယ်တောက်ကြသားသူတွေနဲ့နော်ပြမအောင်တော့တောက်ကြတာမျိုးအသက်24နှစ်40နှစ်40 48 56 64 92 80တောက်ကြတောင်းနေအားအဲ့တပိုင်းကြအကြောင်းနေပထမအကြိမ်တန်ကောင်းတာပြီးဂျုံရမယ်နော်ငယ်ရွယ်သူတွေတွင်လဲဆိုရင်စမ်းပွင့်မျက်နှာပွင့်တတ်တယ်နော်ဒါပေမဲ့လူမျိုးရေးကိစ္စအရှုပ်သွေးဖြစ်လို့မရဘူးဒါအကောင့်တွေရောင်းတက်ရောက်ပြီးတဲ့အတွက်အကောင့်တွေအစအနေဖြစ်တဲ့အတွက်အရှုပ်သွေးဖြစ်ခဲ့ရင်နောက်တစ်တွေကလက်ပိတ်သွားတဲ့အတွက်အဲ့တော့လုပ်ငန်းတွေစီးပွားရေးတွေအထူးကောင်းလာမယ့်နှစ်အစအနေဖြစ်ပါတယ်အဲ့နှစ်မှာအိမ်တော်မပြုတ်ပါနဲ့ပြုရင်မကောင်းသေးပါဘူးเนาะနောက်နှစ်ပြန်ကြမှာဒါရာဟုတက်ရောက်ကိုပြောပြတာဖြစ်ပါတယ် ဲ့တော့ဒုတိယအချိန်ကောင်းလာမယ့်နှစ်တွေကအသက်25 33နှစ်51နှစ်နော်49နှစ်59နှစ်65နှစ်83နှစ်80နှစ်တနှစ်အဲ့ဒီတွေကြာအောင်ဒုတိယအချိန်ကောင်းလာမယ်ဖြစ်ပါတယ်တောက်ကြတာမျိုးနော်အဲ့ဒီတွေကြာအောင်လာရင်စီးပွားတွေတက်မယ်ငွေကြေးကိန်းတွေလည်းတိုးတက်လာမယ်အောင်မြင်လာမယ်အချက်တတိထားမှာစံမာရေးအနေငယ်ညံ့တက်တယ်တောက်ကြတာမျိုးအဲ့ဒီတစ်ပိုင်းချာကြာအောင်လေစံမာရေးအနေငယ်ညံ့တက်တယ်စီးပွားရေးတွေတော့တိုးတက်အောင်မြင်လာမယ် ကျမကြီးကစိုးရင်ကြတော့မရှိဘူးပေါ့နော်ဒီခုတိကြမှာတောက်ကြတဲ့ရောက်ဖြစ်တဲ့အတွက်ဟာနားရီသွားလို့မရဘူးအားသူကလိုက်ပို့လို့မရဘူးနားရီကြီးကြီးပဲရှောင်ရတယ်နောက်နားရီမဝယ်အောင်နားရီလက်ဆောင်ပေးသူများလက်ဆောင်ပေးရင်မရှိပါဘူးအဲ့ဒီတပိုင်းချာနော်တောက်ကြတဲ့ရောက်တော့ပြတာဖြစ်သွားတယ်တောက်ကြတဲ့ရောက်ရဲ့စရိယအများကြီးကြုံနေရဖျားမှုပြီးထွက်တာလေခီးကြီးစိတ်ကိုနန်းစိတ်ကိုပြူပေးရတယ်နောက်တောက်ကြနေတိုင်းမွေးနေရတဲ့အဲ့ရရွှေ့ရခါတယ်နေရာအခက်အခဲရှိရင်တမိုက်လောက်ပဲပြွှေ့ရတယ်တတရအချင်းကောင်းလာမယ့်မြစ်တွေက တောက်ကြသားသမီးရေနည်းကအသက်16နှစ်26နှစ်34နှစ်52နှစ်50 58 66 84 82နှစ်အဲ့လေးတွေကြာအောင်တောက်ကြသားသမီးနဲ့ကံလေးကောင်းလာမယ်လက်တွေပွင့်လာမယ်အိုးတဲ့အိမ်တွေဝင်ခဲ့ဝင်တတ်တယ်ငယ်ရွယ်သူတွေနည်းနည်းဆိုရင်အိမ်အောင်ကြာလာမျိုးတွေကျောင်းရတတ်တယ်အိမ်အောင်ကြခဲ့ရင်လည်းကကောင်းသောကြာခြင်းဖြစ်မယ်ဒီတပိုင်းစားရမှာကြာတယ်နော်အလူကိစ္စတွေမင်္ဂလာကိစ္စတွေလောက်ရတဲ့အိမ်တွေဆောက်ရတဲ့အိမ်တွေပြင်ရတဲ့ကိုးတဲ့အိမ်တွေဝင်ရတဲ့

ချီထိုးပြအောင်ထိုးပါနော်ငွေထုတ်တယ်နဲ့ဝင်မဲ့နှစ်ဖြစ်ပါတယ်အပိုးတဲ့ပစ္စည်းတွေဝင်တတ်တယ်နော်လက်လက်ရှင်နေတတ်တယ်အဲ့တော့ရေရှည်မှာလောက်ရမဲ့လုပ်ငန်းတွေစီးပွားရေးတွေဒီနှစ်မျိုးမှာလောက်တာပါအဲ့တော့ဒီနှစ်လောက်နောက်နှစ်တွေကဒီနှစ်လောက်မကောင်းတာမျိုးတွေကြုံတွေ့ရတော့ပါတယ်ဒီနှစ်မှာအရေးကြီးတာတွေလောက်တာပါနောက်နှစ်တွေမှာငြိမ်နေတာကောင်းပါတယ်